ငါပရိပြမှာဖြစ်တဲ့အတွက်ကိုပရိငါဘာကြောင့်ကစားမလဲဆိုတာလေးကိုဥနိုင်ရှင်းပြမယ်နော်ဒီငါဆုံးတဲ့ခုနှစ်မှာရှစ်ကြိမ်မှာပရိခွန်ထွက်တယ်ဒီငါဆုံးတဲ့ခုနှစ်မှာရှစ်ကြိမ်မှာပရိ၆ထွက်တယ်ဒီငါဆုံးတဲ့ခုနှစ်မှာရှစ်ကြိမ်မှာပရိငါထွက်မယ်ဒါပရိငါတနည်းနောက်တစ်ခုဒီမှာငါပရိလို့ကစားတယ်1 2 3 4 5 6 7 9ပင်အောင်မှာငါပရိ 1234568ပင်အောင်မှာ9ပြိတ်ဒါဆို9ပြိတ်က2နီးရှိပေါ့နော်ကဲကောင်းပြီဒါဆိုရင်ဒီကနေပြီးတော့သွားလိုက်ဒီမှာ9ပြိတ်တပင်2ပင်3ပင်အပြီးမှာ9ပြိတ်တပင်2ပင်3ပင်အပြီးမှာ9ပြိတ်ဒါဆိုရင်9ပြိတ်က3မျိုးရှိပြီဟုတ်ပြီဒါဆိုရင်ဒီမှာ9ပြိတ်နော်9ပြိတ်တပင်2ပင်3ပင်မှာ9ကို2ပွင့်လျှော့တော့ခွန်ပြိတ်တပင်2ပင်3ပင်မှာခွန်ကို2ပွင့်လျှော့တော့9ပြိတ်ဒါဆိုရင်9ပြိတ်က4မျိုးရှိပြီကောင်းပြီဒါဆိုရင်ဒီမှာလည်း ငါးပရိတ်အဲ့ဒီငါးပရိတ်က1 2 3 4 5ပင်6ပင်ရဲ့ဘေးမှာငါးပရိတ်1 2 3 4 5 6ပင်ရဲ့ဘေးမှာငါးပရိတ်နော်နော်ဒီ line ဒီဒါဥနဲ့68 9ဆိုတဲ့ကနေ6ချိန်မှာအောင်ခဲ့တဲ့ line ဖြစ်တယ်နော်ဒီ line က68 9ဆိုတဲ့ကနေဒီအောင်ခဲ့တဲ့ line ဖြစ်တယ် line ဖြစ်တယ်ဆိုတော့အဲ့တော့အဲ့ဒီ line လေးကိုဒါဥနဲ့ကလုံးကောက်စနစ်နဲ့ကစားပြမှာပေါ့နော်။ကြည့်ကောင်းပြီဒါဆိုဥနဲ့နဲ့လူလေးလာကြည့်ကြမယ်နော်။ ဒီသုံးလုံးပေါင်းခြင်းကိုကိုဒီသုံးလုံးပေါင်းခြင်းကိုလို့ကစားတယ်နော်ဒီသုံးလုံးပေါင်းခြင်းကိုကိုဒီသုံးလုံးပေါင်းခြင်းကိုလို့ကစားတယ်သူ့ရဲ့မြင်းကိုမှထွက်တဲ့ဒီကနန်း136ဆိုတဲ့ကနန်းပေါ့နော်အဲ့ဒီ136ဆိုတဲ့ကနန်းဒီဘလို့ထွက်တယ်လေနော်ဟုတ်ပြီဒါဆိုရင်ဒုတိယအကပ်ပေါ့ဒုတိယအကပ်မှာလည်းအဲ့လိုပဲနဲ့တို့ဒီမှာဒီသုံးလုံးပေါင်းခြင်းကိုကိုဒီသုံးလုံးပေါင်းခြင်းကိုလို့ကစားတဲ့အတွက် ွေ့ရမြင်းကုန်မှာထွက်မယ်ဒီကနေ့လုံးကောက်စနစ်နဲ့ဘလူကစားမလဲပေါ့နော်ကြည့်ကောင်းပြီဒါဆိုရင်ဥနိုင်တို့ဒီမှာ တတိယအကတ်မှာဒီသုံးလုံးပေါင်းခြင်း9ကဒီသုံးလုံးပေါင်းခြင်း9လို့ကစားခဲ့လို့ဒီနေရာမှာထွက်မယ်ကနေ့ခွန်80ဆိုတဲ့ကနေ့အာဒီဘလူပုံစံမျိုးထွက်မလဲနော်ကြည့်ကောင်းပြီဒါဆိုရင်ဥနိုင်တို့ပထမအကတ်ကို ပြန်ပြီးတော့သွားကြမယ်ပေါ့နော်ပထမအကတ်ကိုပြန်သွားကြမယ် ဟုတ်ပြီပရမအကတ်ကိုပြန်သွားမယ်ဆိုတော့ဦးနဲ့တို့ဒီမှာပရမအကတ်မှာခုနပြောခဲ့သလိုပဲဒီသုံးလုံးပေါင်းခြင်း၉ကဒီသုံးလုံးပေါင်းခြင်း၉လို့ဖြစ်ခဲ့လို့၉လို့ဖြစ်တဲ့နှစ်ထဲမှာနော်နှစ်ထဲမှာဒီမှာအောက်လေးကိုဆင်းလိုက်ဆင်းလိုက်လို့ရင်ဒီမှာအချိန်20မှာနော်အချိန်20မှာတုံညာခါလို့ပုံတွေထည့်ထားမယ်တုံညာခါလို့ထည့်ပြီးတာနဲ့တပင်နှစ်ပင်သုံးပင်မြောက်မှာ၆နောက်ပိတ်၃ထိပ်စီ၁နောက်ပိတ်၆၃ တဆိုတဲ့ခဏထည့်တယ်။အဲ့ဒီ63 1လို့ထည့်ပြီးသားနဲ့တပင်း2ပင်း3ပင်မြောက်မှာ63ခါနှလုံး6ရဲ့3ရဲ့เนาะသူ့ရဲ့အပေါ်မှာ1 2 3 4 5 6ပင်မှာတလို့ပြန်ထည့်တယ်။เนาะတလို့ပြန်ထည့်တယ်။အဲ့တော့ပြောချင်တာက3ညာခါလို့ရိုက်တယ်ဒီဘက်3ပင်သွားတယ်63 1ဆိုတဲ့ခဏန်ဒီဒီဘက်3ပင်သွားလိုက်တဲ့ခါမှာ36တစ်လို့ပြန်ထည့်တဲ့တော့ကိုဒီနေရာမှာ136ဆိုရဲခဏ လုံးကောက်စနစ်နဲ့ဥနိုင်ကထည့်လိုက်တယ်ဒါပရမတ်တကြက်ပေါ့နော်ဟုတ်ပြီဒါဆိုရင်ဥနိုင်တို့ဒုတိယအကတ်ဒုတိယအကတ်မှာလည်းဥနိုင်တို့အဲ့လိုပဲဒီသုံးလုံးပေါင်းချင်း6လို့ဖြစ်လို့နော်အဲ့6လို့ဖြစ်တဲ့နေ့ထဲမှာအကျိန်20မှာထွက်တဲ့ကဏ္ဍဒီတုံညာခါတပင်းနှစ်ပင်းသုံးပင်းမှာလည်းဒီမှာတုံညာနောက်ပင်း8ထိပ်3ထိပ်တုံညာ8သုံးတုံညာ8သုံးကို1နှစ်သုံးမှာလည်း8တုံညာ1 2 3 4 5 6မှာ3လို့ပြန်ထည့် နော်တုံညာခါပုံသေးခန့်နဲ့တုံညာ73ဆိုတဲ့လုံးကောက်စနစ်ကို8တုံညာ3လို့ပြန်ထည့်တဲ့အတွက်သူ့ရဲ့မြင်းကုန်မှာတုံညာ38ဆိုတဲ့ကဏ္ဍပတ်လေကိုသူကစားတယ်ဟုတ်ပြီဒါဆိုရင်ဦးနိုင်တို့ဒီမှာတတိယအကတ်မှာနော်ဒီသုံးလုံးပေါင်းခြင်း6ကလည်းဒီသုံးလုံးပေါင်းခြင်း6လို့ဖြစ်ပြီအဲဒီနေရာမှာထွက်မဲ့ကဏ္ဍသည်ပထမအကက်ဒုတိယအကက်ကလို့ပဲလုံးကောက်စနစ်နဲ့ကစားမယ်ဆိုလို့ယင်ဒီသုံးလုံးပေါင်းခြင်း6လို့ဖြစ်ခဲ့လို့အချိန်20မှာ เนาะတုံညာခါလို့သူဖြစ်ခဲ့တယ်တုံညာခါလို့ဖြစ်ခဲ့တဲ့အတွက်တပင်းနှစ်ပင်းသုံးပင်မှာเนาะတပင်းနှစ်ပင်းသုံးပင်မှာသူကတုံညာနောက်ပိတ်တုံညာနောက်ပိတ်ရှစ်ထိပ်စီခွန်းနောက်ပိတ်เนาะအဲ့လိုကစားပြရတဲ့သူ့ရဲ့ဒီဘက်မှာအဲ့ဒီလိုပဲတပင်းနှစ်ပင်းသုံးပင်မှာเนาะတပင်းနှစ်ပင်းသုံးပင်မှာလည်းသူကခွန်းရှစ် တုံညာဆိုပြီးထည့်လိုက်တဲ့ဒီဆောင်မှာဒါဦးနိုင်ကခွန်ရှိတုံညာဆိုတဲ့ကနန်းပတ်လေကိုဒါကစားခြင်းနဲ့ပေါ့နော်အင်မတန်ကောင်းပါတယ်စီးတော့တိုင်မင်းအတူတူသွားတာနော်631 63တစ်လို့ထည့်လိုက်တဲ့ကို136လို့ထွက်တယ်နော်အဲ့ဒီကနေပြီးတော့ဒီမှာသွားလိုက်တနည်းနှစ်နှစ်သုံးနှစ်လေးနှစ်၅နှစ်၆နှစ်၇နှစ်မြောက်မှာ၇နှစ်မြောက်မှာလဲတုံညာ83တုံညာ83ကိုလဲ 3ည3လို့ထည့်တဲ့အတွက်ကို3ည38လို့ကစားတယ်ဟုတ်ပြီဒါဆိုရင်ဦးနဲ့တို့ဒီမှာတစ်နှစ်နှစ်နှစ်3နှစ်4နှစ်5နှစ်6နှစ်9နှစ်မြောက်သွားလိုက်ပြီเนาะ3ညရဲ့8ရဲ့ခွန်ရဲ့3ည8ခွန်ကလည်းတစ်နှစ်နှစ်နှစ်3နှစ်မှာခွန်ရှင်း3ညလို့ထည့်တဲ့အတွက်ကိုဒီနေရာမှာဒါခွန်80ဆိုတဲ့ကဏ္ဍကိုဒါဦးနဲ့ကကစားခြင်းပေါ့เนาะ